ရာဇက်ရဲ့အိမ်မက်ကသူ့ကိုပိုင်ဟိုတယ်ကြီးတစ်ခုဖွင့်ဖို့ပါပဲသူကသူ့ရဲ့အရသာရှိတဲ့အစားအစာတွေကိုလူများကြီးစီပို့ဆောင်ပေးခြင်းခဲ့တယ်ဒါပေမဲ့ဆင်းရဲတဲ့အတွက်အိမ်မက်ပဲမနေရပြီးသူ့ရဲ့ဆန်သေးသေးလေးမှပဲအီတလီရောက်ပြီးဘဝကိုရပ်တည်နေခဲ့ရတယ်ဒီနေ့မှသူ့စီကိုမင်္ဂလာပွဲအတွက်အော်ရာကြီးတစ်ခုရောက်လာတော့သူကသူ့ရဲ့အချစ်ဆုံးသူငယ်ချင်းကိုခေါ်ပြီးအဲ့ဒီနေရာကိုရောက်သွားခဲ့တယ်အဲ့ဒီမှာပဲသူ့မျက်လုံးတွေကဆန်ရစီကိုရောက်သွားခဲ့တယ်ဆန်ရကရာဇက်ကိုလိုက်တဲ့ဆင်ကလေးကချစ်ခဲ့ရတဲ့မင်္ဂလေးပါ ဒါပေမဲ့တရက်မှာရာဇက်ကစန္ဒယအိမ်ရှိမှာလာတွေ့တုန်းကသူ့ဖေကသူတို့နှစ်ယောက်ကိုအတူတူမြင်သွားခဲ့တယ်အဲ့ဒီနေ့ကစပြီးသူတို့နှစ်ယောက်မတွေ့ဖြစ်တော့ပါဘူးအဲ့ဒီအချိန်မှာစန္ဒယဖေကသူ့စီလာပြီးပြောခဲ့တယ်ငါ့မှာဆိုင်ကန်းတစ်ခုရှိတယ်မင်းလိုချင်ရင်အဲ့ဒီမှာဟိုတယ်ဖွင့်လို့ရတယ်မနေ့ပြန်လာကြည့်လိုက်ပါတဲ့ရာဇက်လည်းနောက်တစ်နေ့မှာပဲဆိုင်ကိုသွားကြည့်ခဲ့တယ်ဆိုင်ကိုမြင်လိုက်ရတော့သူ့အိမ်မက်အကောင့်ထဲပေါ်လာတယ်လို့ခန်းစားခဲ့ရတယ်ဒါပေမဲ့အဲ့ဒီဆိုင်အတွက် UB 6သိန်းအပြည့်ပေးရမယ်ဆိုတဲ့အခြေအနေတစ်ခုရှိခဲ့တယ်ရာဇက်ကဒီအကြောင်းကိုသူ့ဖေကိုပြောပြတော့အဖေကအစပိုင်းမှာတော့စိတ်ဆိုးခဲ့ပေမဲ့တားရဲ့အိမ်မက်ကိုကြည့်ပြီးသဘောတူလိုက်တယ် နောက်တစ်နေ့မှာပဲချစ်ဖန်ကနေစုဆောင်းထားတဲ့ပိုက်ဆံကိုထုတ်ဖို့ရောက်သွားခဲ့တယ်။ဒါပေမဲ့အဲ့ဒီကိုရောက်မှချစ်ဖန်လုပ်တဲ့သူကလူတိုင်းရဲ့ပိုက်ဆံတွေယူပြီးထွက်ပြေးသွားပြီဆိုတာသိလိုက်ရတယ်။အခုတော့ရာဇက်ရဲ့ဟိုတဲ့အိမ်မက်ကမပြည့်စုံပဲကြံခဲ့ရပါတော့တယ်။